။ PK ထွန်းသားသမီးတွေကိုအမေရင်ထက်ချက်ကြောင့်တသက်ပြဖို့တင်းတောင်းတန်ကားဝယ်ပေးလိုက်တဲ့ပူဇာဖြူကိန်းခင်မောတဲ့ PK ထွန်းဘက်ကပါတဲ့သားသမီးတွေကိုဘလောက်ထိချက်ကြောင့်တသက်ပြဖို့အတွက်တင်းတောင်းကျော်ရန်ကားဝယ်ပေးလိုက်တာကတရုတ်စာမင်းသမီးလေးပူဇာဖြူကိန်းမှာဒီလိုတင်းတောင်းကျော်ရန်ကားဝယ်လိုက်တဲ့ပုံမှာပရိသတ်တွေကတော့ပူဇာဖြူကိန်းတို့ဟာသူမတို့ရဲ့ပိုင်ဆိုင်မှုကိုဖော်ပြဖို့အတွက်ဝယ်လိုက်တာလို့ဆိုပါရီပူဇာဖြူကိန်းကတော့ဒီလိုတမိုးကြီးကားကို PK ထွန်းသားကြီးဖုံးပြရောင်စင်ထုံးနဲ့ညီမလေးတွေဟိုနာဒီနာအကျန်းစီဖို့အတွက်ဝယ်ထားတာလို့ဆိုပါရီ ပို့ချပြုခင်ဟာမိတွေးဆိုပေမဲ့လင်ပါတောက်သမီးတွေကိုအကောင်ဆုံးကောင်းပြီးတာကိုတွေ့ရပါတယ်ဟိုတလောကဆိုရင်ပို့ချပြုက PK ထုံးရဲ့သားကြီးဖုံးပြင်းရောင်စင်ထုံးမွေးနေမှာမွေးနေ့ပွဲကျင်းပကမွေးနေ့လက်ဆောင်ပေးခဲ့တာမိခင်ရှင်ထက်တာမှကောင်းပြီးခဲ့ပါတယ်အစောပိုင်းမှာတော့လူတွေကပို့ချပြုခင်ဟာအကိုထုံးတောက်သမီးတွေပေါ်မှာဘလောက်ပဲအမေရှင်းလို့ကောင်းပြီးကောင်းပြီးမိခင်ရှင်းမဟုတ်ပဲမိတွေးပြနေတာကြောင့်တိတ်တော့မရှုံကြပါဘူးဒါကလည်းပို့ချပြုခင်ဟာတခုလဲမုတ်ဆိုးဖို့တတိကြီး PK ထုံးကိုလက်ချက်ခဲ့တာကြောင့်လို့ဆိုရမှာပါ အားလုံးသိကြတဲ့တရုတ်ဆောင်မင်းသမီးလေးပို့ချပြုတ်ခင်ဟာအစောပိုင်းမှာဇလန်တွဲတွေရုပ်ရှင်ဇာတ်ကားတွေမှာအပိုင်နိုင်ဆုံးတရုတ်ဆောင်ရဲ့အမှုပညာလောကမှာတလန်းရှိသောမင်းသမီးတစ်လက်ဖြစ်လာခဲ့တာပါဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တရုတ်ဆောင်မင်းသမီးပို့ချပြုတ်ခင်ဟာမန်လီမြို့ကရွှေတထေးကြီး PK ထုံးနဲ့လက်ထက်ခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်မင်းသမီးပို့ချပြုတ်ခဲ့တဲ့အောင်ရွှေတထေးကြီး PK ထုံးနဲ့လက်ထက်ပြီးမှတော့အမှုပညာလောကကိုစွန့်ခွာပြီးဆင်ရွှေနာလုပ်ငန်းကိုဦးဆောင်လုပ်ကင်ကစီဝါရေးပန်းနဲ့တာသမီတွေအတွက်အင်ရှင်မကောင်းပြတာဝန်ယူရေးအချိန်တွေကုန်ဆုံးနေတာဖြစ်ပါတယ် အစောပိုင်းမှာတော့လူတွေကပို့ချပြုတ်ကင်းအားတခုလည်းတထေကြီး PK ကိုလက်ချက်ပြီးမှအိမ်တော်ရေးစင်ပြေမှာမဟုတ်ဘူးလို့ယူဆကြပါရီ။ဒါကလည်း PK တို့မှာအရွှေရောက်ကတီးတဲ့နေပြီဖြစ်တဲ့သာသမီ300ပါလာလာကြောင်းမှာအလုံးသိကြတဲ့အတိုင်းနေမှာသာသမီတွေနဲ့ဖခင်ရဲ့နောက်စနေမိတွေးတို့အစီမပြေဖြစ်ကြတဲ့အကြောင်းကမြမပြည်လူမှုရေးလောကမှာနားနေမဆန်အောင်ကြားနေမြင်နေရတာကြောင့်ဖြစ်ပါရီ။အခုကမှလည်းတထေမကြီးပို့ချပြုတ်ကင်းအားခင်မွန်တဲ့ရဲ့ရနာ PK တို့ဆိုင်ကိုဦးစီးလောက်ကိုင်းနေတယ်လို့ PK တို့ရဲ့သာသမီ300ကိုလည်း ကိုရဲ့တာသမီရှင်တွေလိုဂယုတက်ဆိုင်ဆောက်ရှောက်နေတာဖြစ်ပါတယ်။အထူးသဖြင့်ပို့ချပြုခင်ဟာကုံမွေးထားတဲ့တာလေးစိန်ဦးထက်တော်မှာ PK ထွန်းရဲ့တာသမီတွေကိုပို့ကယူဆိုင်နေတာပါ။အထူးသဖြင့်ပို့ချပြုခင်ဟာ PK ထွန်းရဲ့တာသမီနှစ်ယောက်အတွက်အမေရှင်လိုကယူဆိုင်ပေးနေတာဖြစ်ပါတယ်။ပို့ချပြုခင်ဟာလေးမတာသမီတွေအတွက်တန်မိုးကြီးမွေးနေ့လက်ဆောင်တွေများစွာပေးလေးရှိတာပါ။အခုကမှလည်းမြန်မာငွေသိန်းပေါင်းတသိန်းဒီပါရှိတဲ့ Toyota B-Safe 4A EV-Lease စေကားကြီးလက်ဆောင်ပေးကြတာဖြစ်ပါတယ်။အစောပိုင်းကားကြီးဟာဈေးကြီးလို့မြန်မာနိုင်ငံမှာဝယ်ရှိနိုင်တဲ့သူတိတ်မရှိပါဘူး။ ဒါပေမဲ့လည်းပို့ချပြုခင်ရတော့ကားစမောင်းမဲ့ပီကီထွန်းသားကြီးဖုံးပြင်အောင်စီထွန်းအကျန်းစီဖို့အတွက်ဝေပီကြတာဖြစ်ပါတယ်။သူမလိုလို့စင်တဲမျိုးကတော့ Mercedes BMW ကားတို့သာစီတာဖြစ်ပါတယ်။ပို့ချပြုခင်နဲ့ပီကီထွန်းတို့ဟာဒီလိုမျိုးချမ်းသာကြဲဝနေတာကလည်းဂျေနနာရွှေတွေးများနဲ့အတူအခြားသောစီဝါရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးချမ်းသာကြဲဝနေတာကြောင့်လည်းတိန်တောင်ကျော်ရန်ကားကိုဟိုနာဒီနာပြင်ပြစီဖို့အတွက်ဝေခဲ့တာပါ။ဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရော ပို့ချပြခင်တော်မိသားစုကျဲဝချမ်းသာနေမှုကိုအားကျနေပြီလားဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အပင်နဲ့ဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။